င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်စစ်ကောင်စီရဲ့တောင်ပိုင်းတန်းလေထက်ကိုကဲမှုဌာနချုပ်ဌာနချုပ်ဘူဗိုလ်ချုပ်စိုးတင်လက်နဲ့လေမှုနိုးစုစုပေါင်း3ဦးဟာရဟယင်ပြက်ကြကတည်ဆုံသွားပါတယ်လာရှိုရမခတိုင်းစစ်ဌာနချုပ်နေမြေကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေအပါအဝင် လူနေရလက်နက်ချလင်းဝင်လာပြီးစစ်တပ်ကဒဏ်ရာရရုံးမြင့်တူပတ်ဝန်းတဲ့တဲ့ရင်ပါဝင်နောက်ဆုံးရတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ရှင် ာဆုံးတက်ဆက်ပေးခြင်းနဲ့တဲ့တပုတ်ကတော့ရန်ကုန်တိုင်းမော်ဘီမြို့နယ်မှာစစ်ကောင်စီရဲ့တောင်ပိုင်းတန်းလေးတပ်ကိုကံမှုထဏာချုပ်ဌာနချုပ်မူဘိုချုပ်စိုးတင်လန်းနဲ့လေမှုနူစုစုပေါင်း၃ဦးတို့ဟာမနစ်ကမနက်ပိုင်းမှာရဟရင်ပြက်ကြရတဲ့အတွက်တွေ့ဆုံသွားရလို့လေတပ်သတင်းမြစ်ကအတီးပြုတ်ပြောဆိုလိုက်ပါတယ်။မော်ဘီလေတပ်ကယူရိုကော့ပတာရဟရင်ဟာရှေ့တန်းစစ်မြေပြင်ကိုသွားဖို့အတွက်ပြန်တက်စင်မှာပြက်ကြသွားခဲ့တာလည်းဖြစ်ပါတယ်။ရဟရင်ပြက်ကြသွားမှုကြောင့် ကောင်ပိုင်းတန်းလေတဲ့ကုတ်ကယ်ရည်မှုချုပ်ဘို့ချုပ်စိုးတင်လက်နဲ့တွဲပဲလေရင်မှုအမျိုးသမီးလေရင်မှုတို့ဟာသေဆုံးသွားသလိုနောက်တူဦးလည်းဒဏ်ရရှိခဲ့လို့သိရှိရပါတယ်သေဆုံးသူဘို့ချုပ်စိုးတင်လက်ဟာမကွေးလေတဲ့စခန်းဌာနချုပ်မှုဖြစ်ကနေတောင်ပိုင်းတန်းလေတဲ့ကုတ်ကယ်မှုဌာနချုပ်ဌာနချုပ်မှုဖြစ်မကြသိမိကမှရဟုတုထားသူလည်းဖြစ်ပါတယ်ပြတ်ကျသွားတဲ့ရဟတ်ရင်ဟာ Eurocopter 365အမျိုးအစားဖြစ်ပြီးတစည်းကို American Dollar 6000တန်ဖိုးရှိကာ ဘတ်ဆောင်သောရဟယင်ဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။လာရှိုးကတရင်တပေါ့ကိုတက်ဆက်ပေးကြပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးအရှိတ်မြောက်တိုင်းစစ်တနာကျောရမခနေမြကစစ်ကောင်စီတပ်ဖွဲ့ဝင်နေနဲ့မိသားစုဝင်တွေပါဝင် လူ၂၀၀လမ်းဖြူထောင်းကလက်လက်ချလာတယ်လို့သိရပါတယ်။အလေးဝင်လက်လက်ချသူတွေဟာ တိုင်းစစ်တနာကျောင်းရုံးတွေကအင်အား200ဖြစ်နိုင်တယ်လို့သတင်းမြစ်တွေရဲ့ပြောဆိုချက်အရအမကိုတက်မတော်ဆေးရုံကဂရင်တရာကအဖွဲ့တွေလည်းဖြစ်နိုင်တယ်လို့စီရီယံဘူကြီးစင်ရောကစစ်တပ်သတင်းမြစ်တွေကိုကိုကားကရကုံခစ်တစ်ကိုပြပြပါရတယ်။အဲလိုလက်လက်ချလာသူတွေထဲမှာဒဏ်ရာအပြင်းထန်ရရှိထားတဲ့အကြမ်းဖက်စစ်တပ်က ဒုတိယဘုံမူကြီးအထက်ယာရုရှိသူတူပါဝင်လာပြီးအဆုတ်ကိုထိထားတာကြောင့်စကားမပြောနိုင်တဲ့အတွက်ဘသူဘဝဘယ်စစ်ဆိုတာကိုတော့စစ်စစ်နေစေဖြစ်တယ်လို့စီရီယံဘုံကြီးစင်ယောကပြောပါတယ်။လက်ရှိမှာတော့ MNDA တပ်တွေဟာလာရှိုစစ်စေးယုံကိုသိမ်းပိုက်ရရှိပြီးရမခတိုင်းစစ်တနာကျောဘိုကင်အတွင်းနဲ့တီဝင်ရောက်နေပြီဖြစ်တယ်လို့ရမခပေမရုံးချုပ်ကိုလည်းပတ်ပတ်လည်ဝန်းရံထားတယ်လို့သိရပါတယ်ရှင်။ စကမ်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်စကမ်းတိုင်းကပ်ဘလူမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့အကြက်ဖက်စစ်တပ်ကပြည်သူလူထုကိုတပ်ဖြတ်ပြီးကျေးရွာရှစ်ရွာကိုမီးရှို့ဖျက်ဆီးမှုကြောင့်နေ400ကျော်မီးတောင်ဖျက်ဆီးခဲ့တယ်လို့ကပ်ဘလူတိုက်နယ်ပကဖလှုပ်ရှားတဲ့တစ်ဖက်ကတောင်ဝရှိသူတို့ကပြပြပါရယ်ကပ်ဘလူမြို့နယ်တောင်ဘက်ပိုင်းမှာ9ရက်ကြာစစ်ကြောင်းထိုးနေတဲ့အကြက်ဖက်စစ်ကောင်စီတပ်သားတွေဟာ ပြည်သူနှုတ်ကိုတက်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်ကျေးရွာရှိရွာကိုဝန်ရောက်စီးနင်းပြီးပြည်သူဝန်ဒီ400ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့လို့လည်းသိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ကြောင်းဟာတရက်ကောင်းရွာကနေရင်85လုံး၊ရှမ်းတက်ရွာကနေရင်135လုံး၊မဲတယ်ရွာကနေရင်65လုံး၊တပြေသာရွာကနေရင်45လုံး ဘိုကုံးရွာကနေ64လုံး၊ပေလေရွာကနေအလုံး60စူးဘုံကုံးရွာကနေ10လုံးနဲ့ညောင်စင်ကြီးရွာကနေ40လုံးကိုမီးရှို့ဖျက်ဆီးခဲ့လို့လဲကတ်မလို့တိုက်တဲ့ပကပလှုပ်ရှားတဲ့ဘက်ကတာဝန်ရှိသူတို့ကပြပြပါရရှင်။ ရှမ်းပြည်နယ်သတင်းတပောက်ကိုတက်ဆက်ပေးကြပါရစေ။ရှမ်းပြည်နယ်နောင်ချုံမြို့နယ်နဲ့မန္တလေးတိုင်းပြည်ဦးလွေမြို့နယ်အဆက်မှာတိုက်ပွဲဖြစ်ပွားနေပြီးအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းကနေကြေးရွာတွေကိုလိုက်လံပစ်ခတ်နေရလို့ဒေသနေပြည်သူတွေကပြောပြပါရစေ။ဩဂတ်စ်လ2ရက်နေ့နေ့လယ်ပိုင်းလောက်မှာ နောင်ချိုမြို့နယ်နဲ့ပြုံးလင်းမြို့နယ်အဆက်မှာအကြက်ဘက်စစ်တပ်နဲ့တော်လန်တပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားနေပြီးစစ်တပ်ကတဲကောနဲ့ဘတ်ပွေကျွော်ရီဘက်ကိုလေကြောင်းကနေပြစ်ခတ်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။မနေ့ကညပိုင်းထိတိုက်ပွဲတွေဖြစ်ပွားနေရာကြောင့်အကြက်ဘက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတွေထိခိုက်မှုရှိမရှိကိုအတိမပြုတ်နိုင်သေးဘူးလို့လည်းသိရပါရရှင်။ဒီတစ်ခါမှာတော့ ပြည်တွင်းဈေးကွက်မှာအခောက်ရွှေဈေးနှုန်းက3.90နီးပါးတိမြင့်တက်နေပြီးအမေရိကန်ဒေါ်လာတန်ဖိုးမှာလည်းအနည်းငယ်ကျဆင်းသွားတယ်လို့ဈေးကွက်တွင်းကစုံစမ်းသိရှိရပါတယ်။မနေ့ကကမ္ဘာရွှေဈေးတွေဇက်တိုက်မြင့်တက်နေပြီးရွှေတအောင်စကိုအမေရိကန်ဒေါ်လာ2465ကျပ်အထိမြင့်တက်ခဲ့တာကြောင့်အမေရိကန်ဒေါ်လာဈေးနှုန်းမှာဒေါ်လာကို9500ကျပ်ဝန်းကျင်မှာရှိနေတယ်လို့လည်းသိရပါတယ်။လက်ရှိမှာစစ်ကောင်စီဘိုးဘန်ကဒေါ်လာဈေးနှုန်းမြင့်တက်လာမှုကိုချစ်ပြရန်အတွက်ဟူနီဝန်လဲလောက်ကန်နေတယ်လို့ဆိုပြီးလူပုတ်ကို63ဦးရဲ့ ဘဏ်ကောက်တွေကိုပိတ်သိမ်းမှုတွေလှုပ်ဆောင်ခဲ့လို့လည်းသတင်းထုတ်ပြန်ထားပါရရှင်။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့သခိုင်းတိုင်းကဏီမြို့နယ်ချင်းတွင်းမြစ်ကြောင်းတနေရာမှာအကြက်ဖက်စစ်တပ်ရဲ့ရိတ်ခါပို့တင်မောတွေကို RPG စနိုက်ပါလက်နက်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာ ထိမှန်သွားခဲ့တယ်လို့ကြောက်လုံးကြီး KLG PDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြပါရယ်။ဩဂုလ၁ရက်နေ့ညနေ3:00နာရီလောက်မှာမုံရွာမြို့နယ်အလုံးမင်းတောင်စစ်ကမ်းကနေချင်းတွင်းမြစ်တိုင်းစံတက်လာခဲ့တဲ့အကြမ်းဖက်စစ်တပ်ရဲ့ရိခါဖို့စစ်သင်္ဘော18စီးကိုကဏီမြို့နယ်တွင်ချင်းတွင်းမြစ်ကန်တနေရာကနေစောင့်ကြိုပြီးတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်။ဒီတိုက်ခိုက်မှုကိုအမှတ်၁စစ်တပ်က ပြူဟာ55 KLG PD ရဲ့ကြောက်လုံးကြီးဘက်ကပြစ်ခတ်တိုက်ခတ်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေဘက်ကအထူးကံရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့လို့လည်းသိရပါရရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျမများပါ။